ဗီဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ၄ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ဗီဒီယိုအန်ယူဂျီပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပြမဆုံးသတင်းအနေဖြင့်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးမြမစစ်တပ်ကိုဖိအားပေးဖို့တားဖြစ်သူကိုထိန်လင်းကသမရရှိချင်းပင်ကိုမြစ်တာရက်ခံတဲ့သတင်းကိုတင်ပြပေးပါမယ် လူလူကောင်းဆောင်လည်းဖြစ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့မြန်မာစစ်တပ်ကိုဖိအားပေးရန်တားဖြစ်သူကိုထိန်လင်းခေါ် Kim Eric ကတရုတ်သမ္မတရှီကျင်းပင်ကိုမြစ်တာရက်ခံထားတယ်လို့ South China Morning Post မှာဖော်ပြထားပါတယ်။ဒီနေ့ကျွန်တော်မေမေလွတ်မြောက်စေဖို့တရုတ်နိုင်ငံအနေနဲ့အကူအညီပေးဖို့တောင်းဆိုခဲ့ပါတယ်လို့လည်းဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကိုထိန်လင်းခေါ် Kim Eric ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးထားပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့2020ခုနှစ်ကစပြီးထောင်သွင်းအကျဉ်းချခံထားရတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့နှလုံးရောဂါပြဿနာနဲ့ထောင်တွင်းအခြေအနေတွေဆိုးရွားနေမှုကိုတားဖြစ်သူကိုထိန်လင်းကထုတ်ဖော်ပြောဆိုလာပြီးသမ္မတရှီကျင့်ပင်အနေနဲ့မိခင်ဒေါက်ဆန်းစုကြည်လွတ်မြောက်ရေးစစ်တပ်ကိုဖိအားပေးဖို့တောင်းဆိုခဲ့တာလို့သိရပါတယ်။မိမိကိုလွတ်ပေးဖို့နဲ့လွတ်မြောက်တဲ့သူတွေကိုလွတ်ပေးဖို့စစ်အစိုးရကိုဖိအားပေးဖို့ တရုတ်သမ္မတရှီချင်းပင်ကိုကျွန်တော်မြစ်တာရက်ခံပါတယ်တရုတ်အာဏာပိုင်တွေကဒေါန်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့တောင်းဆိုပေမဲ့စစ်တပ်ကတွေ့ခွင့်မပြုပါဘူးအခြားဘသူကမှလည်းတွေ့ခွင့်မပေးဘူးလို့ကိုထိန်လင်းကပြောထားပါတယ်ဒေါန်ဆန်းစုကြည်ကိုတွေ့ခွင့်ရရှိရေးစ조사နေသူတွေကိုဖိတ်ခေါ်ထားပြီးတွေ့ခွင့်ရခဲ့မယ်ဆိုရင်အ ਨੇ ဆုံးဒေါန်ဆန်းစုကြည်အသက်ရှင်နေတယ်ဆိုတာကိုအတည်ပြုနိုင်မယ်လို့ဆိုပါတယ်အမေထောင်ထဲမှာတီမာကိုတစ်ချိန်လုံးကျွန်တော်စိုးရိမ်နေတယ် ထောင်တွင်းအခြေအနေတွေကကြောက်စရာကောင်းတယ်လို့ကိုထိန်လင်းကဆက်ပြောပြထားပါတယ်။မြို့သားညညရဲ့အစိုးရကလည်းဒေါန်ဆန်းစုကြည်ကိုအခုလိုအကျဉ်းချထားခြင်းဟာတိုင်းပြည်အကျက်အတဲကိုပုံမနှဆိုင်လာစေမယ်လို့သတိပေးထားပါတယ်။ဒေါန်ဆန်းစုကြည်ကိုဖမ်းဆီးထားတာဟာသဘောထားကွဲလွဲမှုတွေကိုခိုင်မာစေမှာဖြစ်တယ်လို့ပြပခါတွေကိုရှေ့ကြစေမှာဖြစ်တဲ့အပြင်အမျိုးသားပြန်လည်တင့်မြတ်ရေးအတွက်လည်းပုံမခက်ခဲစေမှာဖြစ်တယ်လို့ NUG နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးဒေါက်တာဆာဆာကလည်း South China Morning Post ကိုပြောပြထားပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းကလည်းသူ့အမေကိုလူချင်းပြန်လည်တွေ့ဆုံခြင်းနဲ့အကြောင်းပြောကြားထားတယ်လို့ South China Morning Post ရဲ့ဖော်ပြချက်အရသိရပါတယ်။မိခင်ဖြစ်သူဒေါန်ဆန်းစုကြည်အာနာရှိနေချိန်တုန်းကဆိုရင်စစ်ကောင်းဆောင်မဲအွန်လိုင်းထက်တရုတ်နဲ့ပိုပြီးရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ပိုပြီးကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ကိုထိန်လင်းက South China Morning Post ကိုပြောထားပါတယ်။ NLD အစိုးရလက်ထက်2015နဲ့2016ခုနှစ်တို့မှာအောင်ဆန်းစုကြည်တရုတ်နိုင်ငံကိုတွားရောက်ခဲ့တာကိုရည်ညွှန်းပြောဆိုလိုက်တာဖြစ်ပါတယ်။မိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာဟာမြန်မာနိုင်ငံရဲ့ပြည်ထနာတွေကိုဖြည့်ရှင်းဖို့လိုအပ်နေတဲ့အခြေအနေတစ်ခုလို့ဖြစ်တယ်လို့တားဖြစ်သူကိုထိန်လင်းကယုံကြည်ကြောင်း South China Morning Post မှာဖော်ပြထားပါတယ်ခင်ဗျာ။ဒုတိယသတင်းအနေဖြင့်တရုတ်ကုမ္ပဏီတွေရဲ့ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် တဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝတွေထိခိုက်ပျက်စီးလာတယ်လို့ MRW ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။ရှမ်းအရှိဒေသတာလီမြို့နယ်မှာတရုတ်ကုမ္ပဏီတွေရဲ့ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့်တဘာဝပတ်ဝန်းကျင်နဲ့လူမှုဘဝတွေထိခိုက်ပျက်စီးနေတယ်လို့မြန်မာ Resource Watch ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မြန်မာ Resource Watch ကရှမ်းပြည်နယ်အရှေ့ပိုင်းတာလီမြို့နယ်ရှိရွှေတူးဖော်ရေးလုပ်ငန်းများကြောင့်တဘာဝပတ်ဝန်းကျင်နဲ့လူမှုရေးဆိုင်ရာတက်ရောက်မှုများဆိုတဲ့အစီရင်ခံစာတစ်စောင် မနေ့အော်တိုဘာလ3ရက်နေ့ကထုတ်ပြန်ရမှာအခုလိုထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းဟာပထဝီဝင်အနေအထားအရအရေးပါတဲ့နေရာဒေသတစ်ခုဖြစ်ပြီးတိုင်းရင်းသားရှစ်မျိုးထပ်မင်းနေထိုင်ကြရမှာအဓိကအားဖြင့်ရှမ်း၊လာဟု၊အခါ၊ပအိုး၊ဝ၊ကိုကန်၊ကချင်၊ဗမာနဲ့လီစုစတဲ့တိုင်းရင်းသားတွေနေထိုင်ကြတယ်လို့ဆိုပါတယ်။တချီလေးခရိုင်မှာဆိုရင်2014ခုနှစ်သကောင်စင်းရင်အရာ လူဦးရေ3400ကျော်ရှိပြီးအမျိုးသား90.6ရာခိုင်နှုန်းနဲ့အမျိုးသမီး59.4ရာခိုင်နှုန်းနေထိုင်ကြတယ်လို့သိရပါတယ်။တချီလေးမြို့ဟာထိုင်းနိုင်ငံမဲဆိုင်မြို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နယ်စပ်မြို့တစ်မြို့ဖြစ်ပြီးထိုင်းမြန်မာကုန်သွယ်ရေးပြုလုပ်နေတဲ့တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်ခုနှစ်ခုအနက်တစ်ခုအပါဝင် ဖြစ်တယ်လို့လည်းသိရပါတယ်။တချီလေးမြို့နဲ့ကျိုင်းတုံမြို့ကိုအာရှအဝေးပြေးလမ်းမကြီးနဲ့ဆက်သွယ်ထားတာကြောင့်တရုတ်နိုင်ငံယူနယ်ပြည်နယ်ထိသွားရောက်နိုင်တာကြောင့် နေဆက်ကုံသွေးရေးနဲ့ခီးသွွားလုပ်ငန်းအတွက်အလွန်အရေးပါတဲ့နေရာဒေသတစ်ခုဖြစ်ပြီးထိုင်းငွေကြေးကိုအ धिक သုံးစွဲကြတယ်လို့မြန်မာ Resource Watch ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒေသတွင်းစီးပွားရေးလုပ်ငန်းအနေနဲ့စိုက်ပျိုးရေးနဲ့တပ်ထုတူဖော်ရေးကိုအ धिक လုပ်ကိုင်ကြတာကြောင့်ဒီလုပ်ငန်းတွေဟာဒေသတွင်းစီးပွားရေးအတွက်အရေးပါတဲ့အခမ်းကဏ္ဍမှာပါဝင်နေပြီးအ धिक အားဖြင့်တရုတ်နဲ့ထိုင်းနိုင်ငံကိုတင်ပို့ရောင်းချကြတယ်လို့လည်းသိရပါတယ်။တချီလေးခရိုင်အတွင်းကရွှေလုပ်ငန်းတွေရှိရာ တာလီမြို့နားအောင်ရွာဟာအင်ဂျင်နီယာဝင်းကျင်ခန့်ရှိပြီးအရင်ကဒေသခံတွေဟာမီးသွေးဖုတ်တာနဲ့ယာဒီအလိုက်လေယာဉ်လုပ်ငန်းတွေကိုအဓိကလုပ်ကင်ခဲ့ပေမဲ့အခုအခါမှာတော့တရုတ်ကုမ္ပဏီတွေရွှေတူးဖော်ရေးလုပ်ငန်းတွေလုပ်ကင်လာတာကြောင့်ဒေသစီးပွားရေးတဘာဝပတ်ဝန်းကျင်နဲ့လူမှုဘဝတွေဟာတိသာထင်ရှားစွာပြောင်းလဲလာခဲ့တယ်လို့ဆိုပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းဟာရွှေထရီကန်ဒေသအစိတ်ပိုင်းမှာပါဝင်နေတာကြောင့် ၊မူရစ်စေဝါနဲ့လူကုန်ကူးမှုစတဲ့စီးပွားရေးကွန်ရက်တွေရဲ့လွှမ်းမိုးမှုဒဏ်ကိုခံစားနေကြရပြီးဒီပြဿနာတွေကြောင့်ဒေသတွင်းလူမှုရေးအခြေအနေတွေရှုပ်ထွေးစေပြီးလူငယ်ရဲ့အနာဂတ်အပေါ်ဆိုးရွားတဲ့တက်ရောက်မှုတွေရှိစေတယ်လို့မြန်မာ Resource Watch ကထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ။ဆလဘီစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တေဆုံးဒဏ်ရာရသွားတဲ့ပလောဝဒေသနေပြည်သူတွေရဲ့မိသားစုကို ULAAA က ငွေချက်203သိန်းကူညီထောက်ပံ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ကျန်းဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်ခံရမှုကြောင့်တေဆုံးတန်ရာရသွားတဲ့ပလောဝဒေသနေပြည်သူတွေရဲ့မိသားစုကို ULAAA ကငွေချက်203သိန်းကူညီထောက်ပံ့ပေးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။အကျန်းဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်ခံရမှုကြောင့်တည်ဆုံသွားသူတွေရဲ့ကျန်ရသူမိသားစုတွေနဲ့ဒဏ်ရာရသူတွေကို ULAAA လက်အောက်မှာရှိတဲ့ပလောဝခရိုင်ပါတီကော်မတီကကူညီထောက်ပံ့ပေးခဲ့တာလို့ We Love Palawa အဖွဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။ချင်းပြည်နယ်ပလောဝမြို့လူနေရပ်ကွက်တွေကိုစက်တင်ဘာလ29ရက်နေ့ကအကြမ်းဖက်စစ်တပ်ကအကြောင်းမဲ့လာရောက်ဘုံကျဲခဲ့တာကြောင့်အပြစ်မဲ့အမျိုးသမီး2ဦးတေဆုံးပြီးကလေးငယ်တွေအပါအဝင်23ဦးဒဏ်ရာရရှိခဲ့တယ်လို့ အရခတ်တက်တော် AA ကမနေ့ကပဲထုတ်ပြန်ထားပါဗျ။အကျန်းဖက်စစ်တပ်လက်ချက်ကြောင့်တေဆုံးသွားခဲ့တဲ့အမျိုးသမီး2ဦးအတွက်ဦးကို75သိန်းစီထောက်ပံ့ပေးခဲ့ပြီးဒဏ်ရာပြင်းထန်သူတဦးကိုငွေကျပ်10သိန်းစီနဲ့ဒဏ်ရာအနည်းငယ်ရရှိသူတွေကိုငွေကျပ်9သိန်းစီထောက်ပံ့ပေးခဲ့တယ်လို့ we left below လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။အရခတ်တက်တော် AA သိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့ပလောဝမျိုးကဆေးရုံအပါအဝင်မြို့ပေါ်နေရအချို့ကိုအကြမ်းဖက်စစ်တပ်က jet fighter နဲ့ဘုံကျဲခဲ့တာကြောင့် မမမြခင်16နှစ်နဲ့ဒေါ်သူဇာဝင်းခေါ်ဘုတ်ဘုတ်42နှစ်တို့တည်ဆုံခဲ့ကြရပြီးကလေးငယ်တွေအပါအဝင်23ဦးဒဏ်ရာရရှိခဲ့တာလို့ဒေတာတွင်သတင်းတွေအရသိရပါတယ်ခင်ဗျာအခုနောက်ဆုံးသတင်းအနေဖြင့်မွန်ကရင်ဗမာလူငယ်တွေတက်ရောက်တဲ့လူလူစီယုံရေးနှင့်နိုင်ငံရေးအန်တုမှုအခြေခံရပ်တို့တင်ဒန်းကျင်းပခဲ့တယ်လို့ KNU ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် မွန်ကရင်နဲ့မမလူငယ်တွေတက်ရောက်တဲ့လူလူစီယုံရင်နဲ့နိုင်ငံရေးအံတွမှုအခြေခံရပ်တိုတင်တန်းတစ်ခုဒူပလာယာခရိုင်နဲ့ကနေဆက်တနေရာမှာကျင်းပခဲ့တယ်လို့ KNU ဒူပလာယာခရိုင်ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီတင်တန်းကိုကရင်မျိုးသားအစည်းအရုံး KNU ဒူပလာယာခရိုင်ကတာဝန်ရှိခေါင်းဆောင်တွေမွန်ပြည်ဖွံ့ဖြိုးရေးစင်တာမွန် State Development Center MSDC ကတာဝန်ရှိခေါင်းဆောင်တွေနဲ့ Power for Change PFC Democratic အင်အားစုတို့ပူးပေါင်းပြီးကျင်းပခဲ့တာလို့သိရပါဗျ။လူငယ်တွေနိုင်ငံရေးအကြောင်းပိုပြီးသိရှိနားလည်လာစေဖို့တိုင်းသားလူငယ်တွေကြားချိတ်ဆက်မှုအကောင်းလာစေပြီးနိုင်ငံရေးလှုပ်ရှားမှုတွေပိုပြီးလှုပ်ရှားဆောင်ရွက်လာနိုင်စေဖို့နဲ့စစ်ကောင်မရှင်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးမှာအတူတကွပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့လူလူစည်းရုံးရေးနှင့်နိုင်ငံရေးအန်တုမှုအခြေခံရပ်တိုသင်တန်းကိုစက်တင်ဘာလ29ကနေ30ရက်နေ့အထိ နှစ်ရက်တာတင် जा ပို့ချခဲ့တာလို့အသိပေးထားပါဗျ။အဲ့ဒီတင်တန်းမှာကရင်လူငယ်ကိုယ်စားလှယ်တွေမွလူငယ်ကိုယ်စားလှယ်တွေဗမာလူငယ်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပြီးစုစုပေါင်း25ဦးတက်ရောက်ခဲ့တယ်လို့သိရပါဗျ။တရက်ထဲမှာပဲဆဲအုပ်စုကကျင်းပမဲ့အတူယောင်ရွေးကောက်ပွဲဟာပြိပခါကိုဖြည့်ရှင်းနိုင်မလားဆိုတဲ့ခေါင်းစဉ်နဲ့နိုင်ငံရေးစကားဝိုင်း talk show အစီအစဉ်ကိုလည်းလှုပ်ဆောင်ခဲ့တယ်လို့ KNU ဒူပလာယာခရိုင်ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ